ဗီဘွားလက်ဆောင်တစ်ခုလာပို့ထားရဗျ။ဗားရီပါလက်တူတူကြည့်လိုက်ရအောင်။ Capgate တွေဗျ။ Capgate ထဲမှာတော့7500 mAh Bluevo Battery V50 Lite EMEAN 5မီဆိုပဲပြီးတော့ဒီအောင်မှာလည်းဘတ်ဇက်တစ်ခုပါလာသေးတယ်။ဆာထဲမှာရေးထားတဲ့ပုံအရဆိုရင်တော့ဒီ Vivo V50 Lite မှာပါတဲ့ 7500mAh Battery ကိုတရအတွင်းအကုန်သုံးဖို့ challenge လုပ်ရမှာပဲ။စိတ်ဝင်စားဖို့တော့ကောင်းသွားပြီ။ဆိုတော့ဖုန်းကို unboxing လုပ်ကြည့်အောင်။သူကအယောင်၃ယောင်လာမယ်။ကျွန်တော်စီတို့တော့ Titanium 9နဲ့ Fantasy Purple ဆိုပြီးတော့အယောင်၂ယောင်ရောက်ထားတယ်။ဖုန်းရဲ့အထူက 7.8mm အလေးချိန်က 196g ဒီရှိမယ်။ IP rating အနေနဲ့ဆိုရင် IP65 Dust and Water Resistant ထိခံနိုင်မယ်။ Display ဘက်မှာတော့6.77 inches 1.0 120 hz 1800 nits peak brightness နဲ့ resolution အရ 4G plus resolution နဲ့လာမယ်။ performance ပိုင်းအတွက်က Qualcomm Snapdragon 685ကိုမှ RAM က 8GB storage က 256GB နဲ့လာမယ်။ camera ပိုင်းမှာတော့50 megapixel main sensor နောက်ထပ်2 megapixel depth sensor ပါလာမယ်။ပြီးတော့ ultra wide ကိုလည်းထည့်ပေးထားသေးတယ်။ audio ပိုင်းမှာလည်း stereo speaker နဲ့ပဲ။ဒီဖုန်းတစ်ခုလုံးရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အပိုင်းကအခုမှလာမှာ။ သူမှာ6500 mAh blue vo battery ကိုသုံးပေးထားတယ်အဲ့ဒီအတွက်ကြောင့် vivo ကဒီဖုန်းကိုတရက်အတွင်း daily uses အနေနဲ့ဆိုရင်အားကုန်အောင်သုံးခိုင်းတာ哦ပြီးတော့ဒီဖုန်းကိုအပြည့်အသွင်းဖို့အတွက်ကလည်း 90W flash charge နဲ့ဆိုတော့100%အပြည့်အသွင်းဖို့58မိနစ်ပဲကြာမှာ okay viewer ဒီ challenge လုပ်တဲ့ mission ကိုကျွန်တော်လက်ခံလိုက်ပြီးဒီ6500 mh blue bolt factory ကဘယ်လောက်ထိခံနိုင်မလဲကျွန်တော်ကတော့40%ဝင်ကျင်လောက်ထိကျန်မယ်လို့မှန်းထားတယ်ခုကြည့်နေတဲ့သူတွေလည်းဘယ်လောက်ဝင်ကျင်လောက်ကျန်မလဲဆိုတော့ comment မှာ comment ပေးခဲ့လို့ရတယ်ဒီအထက်မှာအနည်းဆက်ဆုံးခံမှန်းပေးနိုင်တဲ့9ရောက်ကို random ရွေးပြီးတော့ဖုန်းပေချက်1000စီကျွန်တော်လက်ဆောင်ပေးသွားမယ်ဗျ